ကဘာတော် APT သချင်းကိုမြန်မာ version ဆိုပြီးတကြံကိုဂုံပြုတ်လိုက်တဲ့ကြကြနန်ဒါနဲ့ကြကြအင်ဒရာအလုံးမဲမင်္ဂလာပေါင်းဗမစ်နောင်ကနေကြဆွလိုက်ပါတယ်တချင်းဆန်းပြားတွေကိုတိဆောတက်တဲ့ကြကြနန်ဒါက fashion မှာလည်းခင်းနဲ့ခွင်ဖြစ်နေတတ်သူပေါင်းမြန်မာတကြံက UNESCO မှာ drama ရင်ကျင်းမှုဖြစ်သွားတာကြောင့်ကြကြနန်ဒါကတကြံကိုဂုံပြုတ်တဲ့အနေနဲ့ တကြံတချင်းတစ်ပုတ်ကိုထုတ်လိုက်ပါတယ်။ Bruno Mars နဲ့ Rose တို့ရဲ့ APT တချင်းကိုစာသားပြောင်းပြီးတည်ဆောက်လိုက်တာဖြစ်ကောင်းတချင်းနာမည်ကိုတော့အတာတကြံပါတီလို့နာမည်ပေးထားပါတယ်။ကြော်ကြော်နဲ့ဒါကတကြံတချင်းထွက်မဲ့အကြောင်းကြိုပြောထားပေမဲ့ APT ကိုမြန်မာလိုတည်ဆောက်ထားမယ်လို့ဘယ်သူမှမထင်ထားခဲ့ကြပါဘူး။ APT တချင်းကထွက်ထွက်ချင်းမှာပဲကဘာကျော်တဲ့အထိနာမည်ကြီးသွားခဲ့ကဒီတချင်းကိုမှမသိရင်ခင်မမေဘူးလို့ထင်ရလောက်အောင်စကားပြောတက်ကစကလေးတွေတောင် APT တချင်းကိုတည်ဆောက်ကြပါတယ်။နိုင်ငံခြားကလူတွေကလည်း APT တချင်းကို version မျိုး ုပ်ဆောင်တဲ့အသိဆိုကြတာပါအဲဒါကြောင့်ကြွကြွနဲ့ဓာတ်လို့တူဝါကြီးနှစ်ယောက်ကလည်းအပါထစ်ကိုအတားတကြံပါတီဆိုပြီးတော့စာသားပြောင်းလဲပြီးသိဆိုလိုက်ပါတယ်ကြွကြွနဲ့ဓာတ်လို့ရဲ့အတားတကြံပါတီတခြင်းကို WK ကရေးပေးထားဖြစ်ပြီးတူဝါကြီးနှစ်ယောက်လုံးကတက်ညီလန်းညီသိဆိုချပါတယ်အတားတကြံပါတီတခြင်းကိုကြားလိုက်မယ်ဆိုရင်အပါထစ်တခြင်းကိုတော့မေ့သွားလောက်တဲ့အထိပြောင်းလဲထားတာပါ ဒီတဲ့ချင်းနဲ့မှာသူတို့တူဝိုင်းနှစ်ယောက်လုံးကရုပ်ဆောင်ထားပါတယ်။ရုပ်ဆောင်ပုံကလည်းအာဖာချင်းရဲ့ခက်ဆင်ဆင်ဖြစ်နေတာကြောင့်ရိုးစီရဲ့ပရိသတ်တွေတောင်ကြကြောနန်တာတို့တူဝိုင်းနှစ်ယောက်ကိုဘာပြောရမှန်းမသိဖြစ်နေကြပါတယ်။ကြကြောနန်တာဟာအရင်ကတည်းကတချင်းစမ်းပြားတွေကိုတိစောတတ်သူဖြစ်ပြီးပြီးတဲ့ခါမှာတော့ဘယ်သူမှမထင်ထားတဲ့တချင်းကိုထုတ်လိုက်တာပေါ့။သူရဲ့တူမဖြစ်တဲ့ကြကြောအင်ဒရာကနမဲကြီးလှမဲတယောက်ဖြစ်ပေမဲ့သူ့ရဲ့ဦးလေးနဲ့အတူအာဖာချင်းမြန်မာ version တိစောမိတာကြောင့်ဝေဖန်ခံနေရပါတယ်။သူတို့နှစ်ယောက်တိစောထားတဲ့အတာတချံပါတီတချင်းနဲ့မှာတချံဝှေ့ တေလည်းမပသလုံးနိုင်ငံသားတချင်းကို copy ယူထားတာကြောင့်ဝေဖန်မှုတွေလည်းရနေပါတယ်။ကိုပိုင်တီထွင်ဖတ်တီးမှုမရှိဘဲနမဲကြီးပီးသားတချင်းကိုစာသားပြောင်းပြီးတန်ဆင်တူတီဆိုထားတာကြောင့်မူရင်းဆိုတော်ရဲ့နိုင်ငံကကြောင်းရင်ရှက်စရာကောင်းတဲ့ဆိုပြီးဝေဖန်နေကြတာပါ။ ဒါပေမဲ့ကျော်ကျော်နန်တာတို့တူဝါကြီးနှစ်ယောက်ကတော့ဝေဖန်မှုတွေကိုဂရုစိုက်လို့မရှိပါဘူး။ကျော်ကျော်နန်တာဟာဖက်ရှင်နဲ့ပတ်သက်ရင်ပဲဖြစ်ဖြစ်၊တချင်းဆိုရင်ပဲဖြစ်ဖြစ်ဝေဖန်မှုတွေကမလွတ်တာကြောင့်သူ့အတွက်ရေမခုံတော့ပဲအပါတီမြန်မာ version ကိုရဲရဲဝံ့ဝံ့ထုတ်လိုက်တာပေါ့။ UNESCO ရဲ့ drama ရင်ကျေးမှုစီးဝင်သွားပြီးဖြစ်လို့ကျော်ကျော်နန်တာလည်းကွန်ပျူတာအနေနဲ့အပါတီတချင်းကိုမြန်မာဘာသာနဲ့တိဆောက်လိုက်တာပေါ့။အခြားနိုင်ငံတွေမှလည်းဒီတချင်းကို version မျိုးမျိုးပြောင်းပြီးတိဆောက်ထားကြသလုံးမနိုင်ငံကနာမည်ကြီးအစိုးရတွေကလည်း copy ဆိုပြီးအောင်မြင်လာတာကြောင့်ကျော်ကျော်နန်တာ တို့ကတော့ဝေဖန်မှုတွေကိုဂရုမစိုက်ပါဘူး။ကြကြောနန်တဟာအနှစ်ပညာတတ်တာနှစ်ပေါင်း20ရှိပြီဖြစ်ပေမဲ့ဒီနှစ်တည်းတော့တွင်မှ fashion တွေစမ်းပြတဲ့သချင်းတွေကြောင့်လူသိများလာတဲ့သူပေါ့။အချို့တွေကတော့ကြကြောနန်တရဲ့ apart မြန်မာ version ကိုအားပေးနေကြပါတယ်။ဒါကြောင့်ဒီနှစ်တကြံမှာတော့ apart မြန်မာ version ကိုနားဆင်ရမှာဖြစ်ပြီးတိုတင်နားဆင်လို့ရအောင်ကြကြောနန်တကကြကြံမတိုင်ခင်တလလိုကလေးကထုတ်ပေးလိုက်တာပေါ့။ fashion အစမ်းပြားတွေဝေးရတာအမရသေးတာကြောင့်အပါထက်ကိုမြန်မာ version ပြောင်းပြီးအတတကြံပါတီလုပ်လိုက်တဲ့ကြော်နန်ထားတို့တူဝိုင်းနှစ်ယောက်ပေါ်ပရိသတ်တို့ရဲ့အမြင်ကိုလည်းဖျက်ပြခဲ့ပါအောင်ရှင်အလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်မတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်နေ့အတိုင်းအတွက်ပျော်ရွှင်ပါစေ